ဟယ်လိုအနောက်ဘက်အပိုင်းမှာတော့တရားကိုဖွင့်ထားတဲ့တန်နဲ့ねကျေအတန်ကြတာအဆင်ပြေမလားတော့မသိပါဘူးကျွန်တော်အဆင်မပြေလို့ရှိရင်တော့ပြန်နှောက်ထောင်ကြည့်ပြီးတော့နောက်နေ့မှဆက်လုပ်မိပါမယ်ကုလိုလောဆယ်တော့အဆင်ပြေမလားလို့ဆမ်းပြီးတော့လွှင့်ကြည့်လိုက်ရပါ ကျွန်တော်တို့အဲခက်တခါတော့ကကျွန်တော်တို့ငယ်စဉ်ကလေးဘဝတော့ကနမကြီးခဲ့တဲ့မင်းသားနှစ်ယောက်ပေါ့နော်ရှိုင်းအောင်နဲ့ကြော်တက်ပေါ့သူတို့နှစ်ယောက်ဘသူပိုအောင်မြင်လဲဆိုတော့ဟို စကားဝိုင်းလေးကနေပြီးတော့အငင်းခုံလေးကနေတဆင်ဒီ topic ကလေးပြောဖို့ဖြစ်လာတယ်ပဲဆိုပါတော့ကျွန်တော်လည်းဒီရလေးကို တွေးမိပြီးတော့ပြောချင်တာလေးတွေကိုဟိုပြောမယ်ဆိုပြီးတော့စဉ်းစားပြီးတော့ဟိုဒီလက်ကလေးကိုလုတ်ပေးပြထားပါအဲ့တော့ကျွန်တော်ဒီရားကိုပြောမယ်ဆိုလို့ရှင်ရင်တော့ဒီမင်းသားနှစ်ယောက်မှာတယောက်ချင်းစီကိုပဲအရင်ဆုံးစာပြောတာပေါ့နော်ပထမဆုံးအနေနဲ့ပြောမှဆိုတော့မင်းသားကြော်တတ်ပေါ့သူကလည်းသူ့ ခေတ်တုန်းကတော့ဒေါက်တာလေးကိုရေပန်းစားနာမည်ကြီးတဲ့မင်းသားတစ်လက်လို့ပြောလို့ရပါတယ်။ရုပ်ကလည်းပဲနည်းနည်းဟိုသူနဲ့ခေပြိုင်မင်းသားတယောက်ဖြစ်တဲ့လွင်မိုးနဲ့ခတ်ဆင်ဆင်ပဲပြီးတော့ဟိုဖက်ရှင်ဒီဇိုင်းတွေစတိုင်တွေနဲ့သူသေုပ်ဆောင်ချက်တွေကလည်းနည်းနည်းအထာကျတယ်လို့ပြောရမှာပေါ့နော်။ဟိုမိုးမြောင်လို့ဘာလို့လဲတွဲရိုက်ထားတဲ့ကားဆိုလို့ရှင်လဲ။အဲတော်တော်ကောင်းပါတယ်။ဇကားတကားဆိုကြည့်ဘူးတဲ့ဇကားကောင်းတာမကောင်းတာတဲ့။အဲဒီဇကားမှာဆိုရင် နာမည်တော့မိတ်နေပြီစကားနာမည်တော့အဲ့မှာ तू ကအဓိကမင်းသားအနေနဲ့တော့မဟုတ်ဘူး तू ပါတဲ့ခန့်နည်းနည်းနေတယ်လို့ပြောရမယ်ဒါပေမဲ့လို့ပါတဲ့ခန့်နည်းနည်းမှာတော့မှ तू ကတော်တော်လေးကိုအထာကြကြနဲ့ပြေဥဆောင်နိုင်ခဲ့တာတွေ့ရပါတယ်ဟိုနောက်တက်တဲ့ဟိုမင်းသမီးတွေဆိုလို့ရှိရင်ချို့ဆိုလို့ရှိရင်နည်းနည်းလေးဟို तू နဲ့တွေ့ရဖို့နည်းနည်းဟိုချိန်နေပေါ့နော်တွေ့လဲတွေ့ချင်းနဲ့ချိန်နေချိန်နေသူ့ကိုလည်းအိုက်ဒေါ်တယောက်အနေနဲ့အဲ့လိုမျိုးသူတို့စိတ်ထဲမှာအတိမတ်ပြူတယ်ပေါ့ရှိရပေါ့ အဲ့လိုမျိုးပေါ့ဟိုပြိတက်ကတော့အခိုင်အမာရရှိထားပါတယ်သူကတော့ဟိုများသွားဖြစ်တော့မြို့ပေါ်တွေမှာတော့ပို့ပြီးတော့နံမကြီးလူတိုင်းများမှလို့ထင်ပါတယ်ဒါတော့ဟိုမင်းသားကျော်တက်ပေါ့နော်အမ်ရှိုင်းအောင်အကြောင်းပြောမှဆိုလို့ရှိရင်တော့သူကတော့ဟိုပြောမှဆိုတော့တရုတ်ဆောင်လည်းတကယ်ကောင်းတယ်လို့ fighting မင်းသားပေါ့နော်အမ် တစ်ချိန်တုန်းကလူကျန်းကိုစော်ကြီးရဲ့ဟိုမြေအောင်မြောက်ပြီးတော့ပမိုးကိုညီမှုတချို့လည်းရခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီကနေမှတဆင်သူ fire fighting အဲလူကျန်းတရုတ်ဆောင်အနေနဲ့ဝင်လာတယ်။ပြီးတော့မှဟိုမင်းသားဖြစ်သွားတယ်ပေါ့။မမရရဟို shooting တစ်ခုမှဆိုလို့ရှိရင်ဟိုနေကန်းရွာသူရွာသားတွေကဟိုမင်းသားဘယ်သူလဲဆိုတာလည်းသိမသိဘူးမသိတော့ရိုက်ကွင်း ိုရိုက်ကွေးဖွဲ့သားတွေရောက်လာတော့ဆိုင်းအောင်ကလည်းလူကလည်းခတ်ချော့ချော့ပဲအဲ့တော့သူ့နောက်အကုန်လုံးဝိုင်းအောင်လာပြီးတော့သူ့ကိုမင်းသားထင်ပြီးတော့ဟိုရောက်လာကြတယ်ပေါ့အဲ့ရောကသူကလူချမ်းပဲရှိသေးရပေါ့နော်ဟိုမင်းသားတော့မမင်းမင်းသားမှမသိကြဘူးပေါ့လူချမ်းကိုမင်းသားထင်ပြီးတော့အဲ့လိုမျိုးလေးအနောက်ရောက်လာပြီးတော့တေချာဟိုလိုက်ပြီးတော့ဟိုကြည်တာမျိုးဘာညာပေါ့ဒါမျိုးတွေလည်းရှိရှိခဲ့တယ်ရှိခဲ့တယ်ပေါ့နော် အလောင်းမျိုးတရားရှိခဲ့ပါတယ်မနေ့တည်းကမနေ့ကပြောတဲ့ topic လေးထဲမှာသလို့ရှင်လည်းဒါဟိုမိုက်ရှက်ကကန်းကုံဆိုတဲ့ဇာတ်ကားလေးထဲမှာဦးကျော်ဟိန်းတို့ကိုသားယူနဲ့တွေ့ထားတဲ့ကားဆိုတော့သူ့ရဲ့ဟိုအောင်မင်းဆုံးကားလို့လည်းပြောမှဆိုလည်းပြောလို့ရပါတယ်အောင်မင်းဆုံးကားလို့ပြောလို့မရခဲ့ဘူးဆိုလို့ရှင်တော့မှာပဲအောင်မင်းဆုံးကားကြီးထဲမှာတော့တကားပါဝင်လို့ပဲဟိုပြောရမှာပေါ့သူကတော့များသောအားဖြင့်တော့ဟိုနေဘက်အထူးသဖြင့်ရွာဘက်က ေးကတော့သူကပို့ပြီးတော့ပောက်ခဲ့တယ်လို့တော့ပြောရမှာပါအဲ့တော့ကျွန်တော်ကခုနကတော့အဲ့ဒီစကားဝိုင်းရအငင်းခုန်ဖြစ်တဲ့ကိစ္စလေးမှာဒီချမ်းရောင်နဲ့ကြော်သက်နဲ့ဘသူကပို့နာမည်ကြီးလဲဆိုတဲ့ဟာလေးကိုတွေးပြီးတော့အခုဒီမှာကျွန်တော်ရဲ့ opinion ပေါ့နော်ကျွန်တော်ရဲ့ဒါသုံးသက်ချက်အကိုပဲပြောရမှာသလိုရှင်တော့ဟိုဘသူကပို့အောင်မြင်လဲဆိုပြောရအောင်ဆိုလို့ရတိပြတ်တော့ပြောလို့မရဘူးဗျဟိုကြားနဲ့ရှင်သေးနဲ့တိုက်တယ်လို့ပေါ့ဘသူနိုင်မလဲဆိုလို့ရှင်တော့ အဖြေကတော့နှမျိုးဖြေရမယ်နဲ့တို့ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဗျာဟိုအချိန်ခဏလေးအတွင်းမှာတဲကြီးမဲကြီးအသေးစံဒေါသတကြီးနဲ့ဟိုတိုက်တဲ့ရေတို့တိုက်ပွဲမျိုးဆိုလို့ရှင်တော့ခွန်အားကြီးတဲ့ကြာအနိုင်ရသွားလိမ့်မယ်ဒါမှမဟုတ်လို့ရှင်လဲတစ်ဖက်မောင်းတစ်ဖက်စောင့်ကြည့်ပြီးတော့ဟိုရေရှည်တိုက်ခိုက်ကြတဲ့တိုက်ပွဲမျိုးဆိုလို့ရှင်တော့ဟိုကေတရာကရှင်သင်မင်းပေါ့နော်တော်ဘရင်ဇွဲလုံးလားနောက်မဆုတ်တဲ့စိတ်ဓာတ်နဲ့ရှင်သိရမယ်အตาရပြီးအနိုင်ရသွားမယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့ရေတို့တိုက်ပွဲဆိုတော့ကြားနိုင်ကြများတယ် ဟိုရေရှည်တစ်ဖက်မှတစ်ဖက်စောင့်ပြီးတော့တိုက်တဲ့ပွဲဆိုလို့ရှင်သေးရနိုင်နိုင်ကြီးများတယ်ဟိုဒီအဖြေလိုပေါ့အခုလည်းပဲဟိုကျွန်တော်အမြင်တစ်ခုတည်းကိုပဲပြောရမယ်ဆိုလို့ရှိရင်တော့ဟိုနယ်ဘက်တွေမှာနယ်ဘက်တွေမှာဆိုတာအထူးသဖြင့်ဟိုရွာဘက်တွေမှာပေါ့နော်တော်ရဘက်တွေမှာဆိုလို့ရှိရင်တော့ရှမ်းရောင်မှာပို့ပြီးတော့ပေါက်တယ်လို့ပြောရမှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့အထူးသဖြင့်ဟိုမျိုးကြီးပေါ့မျိုးကြီးဆိုတော့အဲ့ဒီရှင်တွေကတော့နေပြီးတော့ဆိုတော့မရှိသေးဘူးပေါ့ထားလိုက်ပါတော့အဲမျိုးကြီးတွေကိုပဲပြောရမှာဆိုလို့ရှင်တော့ရန်ကုန်မန္တလေးထားပါတော့ ဘောထူတောင်ကြီးအစရှိသမီးပေါ်တကယ်ဟိုမျိုးကြီးတွေမှာဆိုလို့ရှိရင်တော့ကြောတက်ကပို့ပြီးတော့ပောက်တယ်လို့ပဲပြောရမှာပါအဲဒါကြောင့်မို့လို့ဘသူပို့အောင်မြင်ကြတဲ့ဆိုတော့ယတိပြပြောပေါ်တော့ခတ်ပါတယ်ဒီမင်းသားနှစ်ယောက်ကတော့နှစ်ယောက်စလုံးကတော့ဒုက္ခဒုက္ခတော့မှရှန်ရှန်တော့ကိုကြော်ကြပြီးအောင်မြင်ခဲ့တဲ့မင်းသားတွေပါပဲတေးဥဆောင်တာတွေကတယောက်တယောက်လိုမျိုးစီနဲ့ကိုတော်တော်လေးမိုက်ပြီးတော့တော်တော်လေးလည်းဟိုကောင်းရပါတယ်အဲဒါကြောင့်မို့လို့ယူရဘတ်ဒီမှာဆိုလို့ရှိရင်တော့ဟိုရှိုင်းအောင်ကပို့ပေါက်ပြီးတော့အဲမျိုးပေါ်မှာဆိုလို့ရှိရင်တော့ကြော်တက်ကပို့ပြီးတော့ပဲ ဟိုရေပန်းစားပြီးတော့ပောက်ခဲ့တယ်လို့ပဲဟိုပြောရမှာပဲကျွန်တော်ကတော့နှစ်ယောက်စလုံးကိုကြိုက်ပင်မယ်လို့အဲ့လိုမျိုးအကန့်နှစ်ခုတော့ခွဲထားတယ်ပေါ့နော်ဒါတော့ဟိုကျွန်တော်အမြင်လေးပါဟိုဒီမင်းသားနှစ်ယောက်ကိုမှီခဲ့ပြီးတော့ဟိုကြိုက်ခဲ့တဲ့သူတွေရှိလို့ရှိရင်လည်းဟိုကိုယ့်ရဲ့ဒိုးတယောက်ချင်းဒီရဲ့အမြင်လေးတွေရှိလို့ရှိရင်လည်းဟိုဝင်ပြီးတော့ပြောပေးသွားလို့ရပါတယ်အခုအချိန်မှဆိုလို့ရှိရင်လည်းပဲဒါဟို channel တွေကနေပြီးတော့တစ်ဆင့်ရုပ်ရှင်ထုတ်လို့ရေလောက်ခဲ့တဲ့ channel တွေကနေတစ်ဆင့် အဲဒီမင်းသားနှစ်ယောက်ရဲ့စကားကြီးလေ YouTube မှာတော်တော်များများကြီးမဟုတ်တော့မှတချို့တော့လောက်တော့တင်နေကြပါပြီဟိုရှောင်းရောင်ကားကတော့နည်းနည်းလေးပိုများမယ်နေတူပါတယ် YouTube မှာပြန်ရှာကြည့်မယ်ဆိုတော့เนาะလေအဲ့တော့ပြန်ပြီးတော့ကြည့်ပြီးတော့ဟိုလေးလာ30ကြည့်လို့လည်းရပါတယ်ကျွန်တော်ထင်ရတော့ကျွန်တော်တော့အဲ့လိုမျိုးပဲမြင်ပါတယ်ဟိုမင်းသားတွေရဲ့ style သူ့ရဲ့တရုတ်ဆောင်နဲ့အနေထားတွေကတော့ဟိုကျွန်တော်အမြင်မှာတော့ဘယ်သူမှတားတယ်လို့တော့မထင်ပါဘူးတယောက်တစ်မျိုးစီကောင်းတာပေါ့เนาะတယောက်တစ်မျိုးစီကောင်းတာပေါ့ဟိုကြော်တက်ကလည်းပုံစံလည်းမျိုးရှိုင်းအောင်လည်းပုံစံလည်းမျိုးပေါ့ ကြော်ကြတာတော့အဲ့ဒီအဲ့ဒီချိန်ခါတုန်းကတော့နှစ်ယောက်စလုံးတော့ကြော်ကြပါတယ်နှစ်ယောက်စလုံးကြော်ကြပါတယ်ဟိုပြောမှဆိုမျိုးပေါ်မှာကြော်ကြတဲ့မင်းသားလည်းမျိုးပေါ်မှာအလျောက်လူကြီးလူငယ်ဟိုကြားမှမကြီးပဲဒီလိုပဲအဲ့ဒီနေရီရဲ့နေရီဘက်ဒီမှာဈေးကွက်တစ်ခုရထားတယ်ဒီဆိုင်အောင်ဆိုလို့ရှင်လဲသူဈေးကွက်နဲ့သူပဲလူကြီးလူငယ်ကြားမှမကြီးပဲအလောက်တီကိုအောင်မြင်ခဲ့ပါတယ်ဟိုဒါပဲလို့ဒီမှာတခုဟိုဖြည့်ဆက်ပြီးပြောမှဆိုတော့ကျွန်တော်ထင်တော့ အဲ့ဒီခေတ်ကတော့ကျွန်တော်တို့ရွာဘက်တွေမှာတော့အဲ့ဒီမင်းသားနှစ်ယောက်ထက်ကိုရဲကုတ်ကတော့ပို့ပြီးတော့ပောက်ခဲ့တယ်လို့ပဲကျွန်တော်တို့ထင်ပါတယ်။ဟိုဒါတော့ထားပါအခုဒီပြောနေတဲ့ topic နဲ့တော့မဆိုင်ပါဘူးအခုပြောချင်တာကတော့အဲ့အဲ့ဒီမင်းသားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်။အဲတူတူတယောက်ချင်းဒီအမြင်လေးရှိလို့ရှင်လဲဟိုဟောဝင်ရောက်ရေးသွားပြီးတော့ရပါတယ်။ဟိုဒီမင်းသားနှစ်ယောက်နဲ့ပတ်သက်တဲ့ topic ကလေးကတော့อืมဒီတော့ပါပဲ။ကျေးဇူးပါ အားလုံးလည်း ောင်းသောညလေးဖြစ်ပါစေနော်